ကုလူဝလာ၁၂ခေါက်သူအီစာလီဆောပို့လိုက်တဲ့ဒါကုရ်အန်ပေါင်း၄ခတ်တမ်းကအီစာလီဆောပို့လိုက်ခြင်းနဲ့တူတူပဲနော်ဒီတိုင်းမှာတမန်တော်များကြီးအမိတ်ရှိတဲ့လူတယောက်နော်ကုလူဝလာ၁၀ချိန်ဖတ်လိုက်တယ်နော်အဲ့ဒီ၁၀ချိန်ရဲ့အကျိုးဂျန်နတ်မှာအလရှင်နော်အင်မတန်ကြီးကျယ်တဲ့နန်းဂေဟာကြီးအလရှင်ချိန်မိလိုက်မယ်ပေးလိုက်ဒီတော့ဟာဇတ်ကုမန်သခင်ကတမန်တော်များကြီးကိုရှောက်တာတယ်ကိုတော့ဒါဆိုရင်ကျွန်တော်တနေ့ကိုအချိန်တစ်ထောင်ဖတ်ရင်နန်းဂေဟာတွေတပုတ်ကြီးဖြစ်နေမှာပေါ့ဂျန်နတ်မှာ ဒီတော့တမန်တော်မြတ်ဆလလာလိုင်ဆန်ပြန်ပြီးတော့အပြစ်ပေးတဲ့ ਉਮਰ တကင်ကိုတော့ ਉਮਰ အတင်ဖတ်တဲ့သူမောသွားလိမ့်မယ်အလတ်ရှင်ပေးတဲ့နေရာမှာတော့အလတ်အတွက်အတိုင်းတာဆိုတာမရှိဘူးနော်လူတယောက်တရက်ကိုတစ်ထောင်မကလို့တသိန်းဖတ်ပါသေးနော်သူတသိန်းဖတ်ရင်လည်းအလတ်ရှင်အဲ့ဒီထက်ပိုပြီးတော့သူ့ကိုချင်းမြင်နိုင်တယ်နောက်ဆုံးကဘာကောင်မှာရှိတဲ့လူတွေအားလုံးတရက်ကိုကိုလိုအလတ်တသိန်းဖတ်နေပါသေးအလတ်ရှင်အဲ့ဒီလူတွေအားလုံးဖတ်တာတပိုပြီးတော့အလတ်ရှင်ချင်းမြင်နိုင်တယ် လေးစားအပ်တဲ့သူတို့နဲ့အပေါင်းတို့ခင်ဗျာဒါအင်တန်လွေကူတဲ့အစ္စာလေးဆဝါပူတာတဲ့နိလန်နေပဲနော်နောက်အသစ်တော်တရားမှလာရှိတယ်ကိုယ်ကုလူဝလာအဟတ်ဆူရာအီကလတ်အကျိတ်200ဖတ်လိုက်တယ်အလရှင်နှစ်ပေါင်း200ရဲ့ကုနာစကီတာတွေမာဖ်လုပ်လိုက်နော်ဒါလေးဖတ်ရတာဘာပင်မလဲနော်ဥမာဖြစ်ဦးကျွန်တော်တို့ပလီလာတယ်ပလီလာတဲ့အချိန်မှာမေကုလူဝလာဖတ်ဖတ်ပြီးလာကြည့်နော်အသွားအပြန်မှာမပြူးဆိုရင်အခောက်၄၀ရာတော့ပြီးသွားလိမ့်မယ်ဒါဘလူပဲဖတ်ဖတ် နော်အခုတ်၄၀လောက်တော့ပြီးတော့တာပဲနော်ဒီတိုင်းပဲထိုင်ရင်ထိုင်ရင်သွားရင်လာရင်နဲ့ဆိုင်မှာထိုင်ပြီးဆူဘာနလာဆူဘာနလာဆူဘာနလာဖတ်ပြီးတော့ပို့နေတယ်ဆူဘာနလာတချိန်ရဲ့အကျိုးဆဝါနော်ဟာဒီသ်တော်မှာလာရှိတဲ့အပင်တပင်ရမယ်ဂျန်နတ်မှာနော်ဒီတော့ခုဖတ်ပြီးတော့ပို့အဲ့ဒါဒီဖတ်နေတယ်ဒါဒီဆဝါပြောင်းနေတယ်ကဘာရဲကို ဒိဇာအတဲသူတော်တွေအပေါင်းတို့ခင်ဗျာနောက်ဆုံးကိုဘာမှဖတ်ပြီးတော့မပို့နိုင်ဘူးနော်ဒွါတော့လုတ်ပေးရရလားရလားဒီကွယ်လွန်သူကိုအလရှင်မက်ဖီရတ်လုတ်ပါဒီကွယ်လွန်သူကိုအလရှင်ရဟမ်လုတ်ပါတနာချင်တာပါနော်ဒီဒွါလုတ်ပေးတာဟဒီစ်တော်မှာလာရှိတယ်နော်အဲ့လိုလူတယောက်ကဒုနီယာကနေကွယ်လွန်သူအတွက်ဒွါလုတ်ပေးတယ်နော်အဲ့ဒီဒူအာ၆အဲ့ဒီကွယ်လွန်သူရဲ့ကပရဲကိုနော်တောင်ပေါင်းများစွာဘလို့ပျို့စင်းတယ်အဲ့ဒီလိုပျို့စင်းတဲ့ကဲ့သို့ဆောင်းအပ်တည်ကြတော်မူတယ် လေးစားအတဲသူတော်သင် အပေါင်းတို့ခင်ဗျဒါဘာမှဖတ်ပြီးတော့မဟုတ်ဒူအာလေးလုပ်ပြီးုံနဲ့ဒီတော့အစ္စလီဆဝါကလွယ်လွယ်လေးပဲနော်ကျွန်တော်တို့ကမလုပ်တော့ကိုကိုတိုင်းကြတော့ဘာမှမဖောက်နော်ဒွာလည်းမလုပ်နမတ်စတလာမဖောက်နော်ဟိုအပြင်အလူကိုပဲခိုင်းတယ်အပြင်အလူကိုပဲခိုင်းတာပတ်စံသုံးလိုက်မယ်ပြီးတော့နော်အဲ့ဒါဘာမှအကျိုးမရှိဘူးနော်ကိုကိုတိုင်းဖတ်ပါကိုကိုတိုင်းဒွာလုပ်ပေးပါကိုကိုတိုင်းအစ္စလီဆဝါပို့ပေးပါလေးစားတဲ့သူတော်သင်အပေါင်းတို့ခင်ဗျဒီတော့အစ္စလီဆဝါပို့လို့ ကုသဝတ်မှညော့သွားဘူးနော်နဖစ်ဣဘာဒတ်တိုင်နဲ့အစ္စလီဆောဝတ်ပို့လို့ရကုသဝတ်တွေမညော့သွားဘူးနော်တာနာပင်နာရှင်တွေကဘာနဲ့ပမာပေးလဲဆိုလို့ရှိရင်နော်ဖျောင်းနိုင်တဲ့တိုင်ထွန်းထားတယ်နော်အဲ့ဒီဖျောင်းနိုင်တဲ့တိုင်ကနေပြီးတော့နောက်ထပ်ဖျောင်းနိုင်အတိုင်းတရားမိလန်ညှိလို့လည်းပဲအဲ့ဒီတိုင်မှာရှိတဲ့မီးမညော့သွားဘူးနော်မိအလင်းအောင်မှတ်မိန်သွားဘူးနော်အတိုင်ပေါင်းတစ်ထောင်လာညင်းရင်လည်းပဲသူ့နဂူမိရမိအတိုင်းပဲအစ္စလီဆိုဝတ်ပူတယ်ကိုဖတ်တယ်ကိုလည်းဆောက်အောင်နော် ကိုပို့လိုက်တယ်ပို့လိုက်တယ်သူလည်းပို့ချင်းခံရတယ်သူလည်းဆော်ဝပြသွားတယ်ဒိဒါတဲ့သူတို့အပေါင်းတို့ခင်ဗျာဒီတော့အိစာလီဆော်ဝကိုကိုကိုတိုင်းဖတ်ပြီးတော့ပို့နိုင်ဖို့အတွက်ကြိုးစားပါနော်ဒီတိုင်းပဲနော်ကျွန်တော်တို့အိမ်တိုင်မှာကွင်းလွန်သွားတယ်မရစ်ဖြစ်သွားတယ်နော်ပြီးတော့မရစ်ကကဘာရဲမှာ၃ရက်ပဲသွားပြီးနေတာမဟုတ်ဘူး ခွေလုံးသူကကဘာမှာယ40ပဲသွားပြီယ40ပြင်သူ့သူနောက်တနေရာသွားလဲကဘာထဲမှာသူနေတာကသူခွေလုံးနဲ့နေရနေစားပြီကရမနဲ့အထိသူကဘာထဲမှာနေရမှာဒီတော့ကျွန်တော်တို့က၃ညအကြီးအကျယ်ဖတ်ဖို့တယ်နော်ယ40မနာတမ်းဖတ်ဖို့တယ်နော်ယ40ပြင်ပြောင်းသွားအောင်နော်အဲ့ဒီနောက်ပိုင်းကျရင်ခွေလုံးက၄၅နှစ်ကြာသွားကြည့်တနှစ်နေလို့တစ်ခေါက်တော့ပဲတည်ရတော့ဒီတော့အဲ့ဒီ၃ရက်တည်းရက်၄၀တည်းမှာအကြီးအကျယ်ဖတ်ဖို့မဲ့အစားဤတိုင်းနည်းနည်းနည်းဖတ်ဖို့ပါ နော်တနှစ်နေလဲမလျော့သွားနဲ့နော်ဆင်းနှစ်နေလဲမလျော့သွားနဲ့ကုမိပါတွေကိုစင်မျိုးသားချင်းတွေမောင်နှမတွေကိုအစ္စလီဆဝတ်ပတ်ဖို့တဲ့နေရာမှာအဲ့ဒါပူပြီးတော့အကျိုးရှိနော်ဒီတိုင်းကုမိပါအတွက်နဖိနာရကတ်ဖတ်ဖို့တဲ့ဒီတိုင်းဖတ်ဖို့နော်ကွေလွန်ပြီးတနှစ်နေတဲ့အထိလဲအဲ့ဒီအမလမပြတ်သွားနဲ့ဆင်းနှစ်နေလဲမပြတ်သွားနဲ့အဲ့ဒါဟို၃ရက်နဲ့ရက်၄၀မှာအကြီးကျယ်လှုပ်လိုက်တာတဲ့အဲ့ဒါပူအကျိုးရှိ နော်အဲ့လိုမဟုတ်တဲ့အခါကျတော့3ရက်ရက်40အကြီးကျယ်ဆော်ဝါပူတယ်ပြီးတဲ့အခါကဘာရဲမှာပေးကြတာအတီးကျန်နေတယ်ဘယ်သူမှပူမယ်သူမရှိဒီတော့ပိုးကနင်းရင်နဲပါစေနော်အမြဲတမ်းပိုးอ่ะလေးစားတဲ့သူတို့တဲ့အပေါင်းတို့ခင်ဗျာနော်ဒါကြောင့်ကိုယ်အိမ်မှာရှိတဲ့သားသမီးတွေကိုအခုတည်းကဒီလိုလေးချင်းလုပ်ပေးထားပါနော်ညာအိတ်ခန်ဒီဆိုတာတဘာရကလဒီဖပီအိတ်တယ်ညာအိတ်ခန်ဒီကုရ်အန်ဘေဆူရာဘေဆူရာဖပီအိတ်တယ်စသဖြင့်အခုတည်းကသူတို့ကိုအိမ်မှာအလေးချင်းလုပ်ပေးလိုက် နော်ညအိတ်ခံနေတိုင်းကုရန်ဖတ်ပြီးမှအေးရဝေးနော်ညတိုင်းနော်လူတယောက်ကလူတိုင်းပုံမှန်အိတ်တာပဲနေ့စဉ်မအိတ်တဲ့သူမရှိဘူးဒီတော့အိတ်ခံနေတိုင်းသူသတိရမှာကုရန်ဖတ်ရမယ်ဆိုပြီးတော့နော်အဲ့လိုအာဒတ်လုပ်ပေးလိုက်တယ်အလိချင်းလုပ်ပေးလိုက်တော့ဘာဖြစ်သွားမလဲ ကိုတီးသွားရင်လည်းပဲသူနေတိုင်းကိုလုတ်ပေးခဲ့တဲ့အလီအချင်းကြောင့်သူနေတိုင်းဖတ်ပြီးတော့ကိုပုံပုံနေလိုက်။နော်ဒီမိဘကွယ်လွန်သွားတယ်။နော်သူ့တာသမီကိုမကွယ်လွန်ခင်တီးတတ်မှားနေကြမလို့တော့သူလုတ်ပေးခဲ့တဲ့အလီအချင်းကြောင့်သူ့တာသမီအခုသူကွယ်လွန်ပြီးစင်နစ်နေလည်းပဲသူ့စီအစာလီဆောင်းအများတိုင်းပို့နေလိုက်။ လေးစားအစဲသူတော်သင်အပေါင်းတို့ခင်ဗျာဒီလိုမိဘတွေကကိုယ့်ရဲ့သားသမီးကိုအခုလေကအလိုအလိုအလိုအလေးအကျင့်လေးတွေလုပ်ပေးရနော်ဒီကလေးအတွက်လည်းအကျိုးရှိတယ်ကို့အတွက်လည်းအကျိုးရှိတယ်ကိုကဘာရဲမှာလည်းဘလို့အကျိုးရှိတယ် လေးစားတဲ့သူတို့တဲ့အပေါင်းတို့ခင်ဗျာဒီတော့ကိုကိုတိုင်းလေးအစာလီဆော့ဝါပို့တဲ့အခါမှာဒီလိုပို့ပါနော်နေ့တိုင်းအမြဲတမ်းနေနေပါသည်နဖနရကတ်ဖြစ်ရင်ဖြစ်ပါသည်ကိုနန်တဆူရာဖြစ်ရင်ဖြစ်ပါသည်နောက်ဆုံးဖဂျန်နမတ်စပီကူလူဝလာဆက်နေချိန်နေ့တိုင်းဒါပဲဖတ်ဖို့တယ်ဒါပေမဲ့တရက်မှမပြတ်သွားဘူးအဲ့ဒါပူပြီးတော့အကျိုးရှိတယ်လေးစားတဲ့သူတို့တဲ့အပေါင်းတို့ခင်ဗျာနော်အပတ်စဉ်တောက်ကြနေတိုင်းဆွတ်တကလုံးပေးလိုက်တာငါ့ရဲ့နော်ကွယ်လွန်သူမိပါတွေဆွေမျိုးသားချင်းတွေ